မယ်၃လုံးနဲ့ပဲ2014ရနိုင်ငံကိုစားပြုခဲ့တဲ့အလှမယ်ပေါ့ SR ထုတ်တဲ့ချိန်မှာသူ့နာမည်ပဲပြောင်းလိုက်ပြီးတော့ကျန်တဲ့ဟာတွေကျွန်တော်ရဲ့ sketch ကိုပဲသူခိုးယူပြီးတော့ထုတ်ထားတာဆိုတော့တော်တော်ရင်နာရတာခုပြောရင်တော့စက်သိမ်းတာတန်ရှင်းမပေးရှင်တယ်လို့ကျွန်တော်လည်းတန်ရှင်းလောက်တာမဟုတ်ဘူးသူကိုယ်တိုင်နောက်ထပ် SR ထုတ်ထုတ်မယ်ဆိုတဲ့ချိန်မှာကျွန်တော်ရဲ့အရေးအသားတွေကျွန်တော်ရဲ့မူတွေထပ်ပြီးပါမှဆိုလို့အဲ့ဒီကြည့်ရမန်တာတွေကိုမဆောင်ထိန်လို့ရှိရင်သူကရောတသက်လုံးလိပ်ပြာလုံးစွာနဲ့သူ့ရှိမှရှိလာတဲ့တပည့်တွေကိုဘယ်လိုတင် जा ပြီးတော့ရှေ့ဆက်မလဲဆိုတာတော့တွေးမိပါတယ် ျွန်တော်လွန်ခဲ့တဲ့လပိုင်းလောက်မှာတော့ကျွန်တော် status လေးတစ်ခုတင်လိုက်တယ်အဲမီဒီယာတစ်ခုမှလည်းကျွန်တော် interview ဖြစ်ခဲ့ပူပဲအဲ့ဒါလေးကိုပေါ့နော်ကျွန်တော်မပြောတော့ဘူးလို့လုပ်နေခဲ့တယ်ပေါ့နော်အဲ့တော့နာမည်သုံးလုံးနဲ့ပဲ2014ရနိုင်ငံကိုစားပြုခဲ့တဲ့အလှမယ်ပေါ့ကျွန်တော်ရဲ့တပည့်အဟောင်းဖြစ်တယ်အဲ့တော့သူကိုယ်တိုင်ကကျွန်တော်ရေးသားထုတ်ဝေမဲ့မူကျန်းကိုခိုးခိုးယူပြီးတော့သူ့နာမည်ကို biography ပြောင်းချလိုက်ပြီးတော့စာအုပ်ထုတ်ချလိုက်တယ်ဆိုတော့နာကျင်ရဆုံးပေါ့မှာဘလို့မှ ခံစားနိုင်ဘူးပေါ့အဲ့ဒီအရာကတော့ ုနားမှာသူ့ကို coach ဖြစ်လာဖို့အတွက်တင်ပေးထားတယ်ကိုရဲ့ဒီတင်ယူတွေအားစအကုန်လုံးပေးတယ်ပြတူတင်ရမယ့်ပုံစံနေရာစဆရာတယောက်ရဲ့နေပုံထိုင်ပုံနေရာစသူ့ကို attitude တွေ manner တွေတင်ပေးထားတယ်သူကိုယ်တိုင်လည်း attitude တွေ manner တွေတင်ပေးနေတဲ့ coach တယောက်ဖြစ်နေတယ်ဆိုတော့အဲ့ဒါကမှ attitude တွေ manner တွေသူကိုယ်တိုင်မကောင်းနေပဲနဲ့စာအုပ်တော့ထုတ်ချလာတယ်အဲစာအုပ်ထုတ်တဲ့အချိန်မှာသူ့နာမည်ပဲပြောင်းလိုက်ပြီးတော့ကျန်တဲ့ဟာတွေကျွန်တော်ရဲ့ စကက်ကိုပဲသူခိုးယူပြီးတော့ထုတ်ထားတာဆိုတော့တော်တော်ရင်နာရတာခုပြောရင်တော့တသိမ်းထားတိုင်မင်ခဲ့တာပေါ့အဲကျွန်တော်ရဲ့ assistant trainer အနေနဲ့သူ့ကိုဘေးနားမှာထားတယ်နှစ်နှစ်ခွဲတိတိထားခဲ့တယ်ဘေးနားမှာသူ coach ဖြစ်ချင်တယ် trainer ဖြစ်ချင်တယ်ဆိုတော့အဲ့ဒီအချိန်မှာသူ့ကိုတင်ပေးခဲ့တယ်ပေါ့တောက်လျှောက်ဘယ်လိုတင်ရရဲဘယ်လိုလုပ်ရရဲဘယ်လို technique တွေတောင်းရရဲဘယ်လိုတင်နှန်းထားရဲဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးပြောင်းလဲပေးရရဲဆိုရင်ဟာတင်ပေးထားတော့ ဟို तू อ่ะเอ่อဒီတခြားနယ်ပယ်ကနေလာတယ်ပေါ့เนาะတခြားနယ်ပယ်ကနေလာတော့ဒီ pageantry မှာ तू အလှမဲ့ဖြစ်သွားတယ်အလှမဲ့ဆိုရဲဝါဒနာ तू ပါလာတယ်အလှမဲ့ဝါဒနာပါလာတဲ့အချိန်မှာ तू coach ဖြစ်ချင်နေဆိုပြီးတော့ရောက်လာတဲ့အချိန်တွေကနေပြီးတော့ဆရာအသက်ရွယ်ပဲအချိန်ရောက်လို့ရှိရင်ဒီစာအုပ်ကိုထုတ်မယ်ဒီအလှမဲ့နဲ့ပတ်သက်တဲ့အလှမောင်နဲ့ပတ်သက်တဲ့ knowledge sharing လေးတွေပါမယ် technique လေးတွေပါမယ်လူတိုင်းသင်တယ်မသက်နိုင်ဘူးအဲ့တော့ဒီစာအုပ်တွေကြည့်ပြီးတော့ပြန်မဝင်လို့ရတဲ့အနေအထားအထိဖြစ်အောင် ဒီ GUI နေဖြည့်ရဲ့ပုံစံအထိကို well train ဖြစ်အောင်တို့ဟိုစာအုပ်နဲ့ guideline ပေးတဲ့တဘောမျိုးလေးပေါ့လုံးမယ်ဆိုရဲဟာလေးကိုသူ့ကိုအကုန်လုံးပေးထားတယ်ပေါ့အဲ့ဒီ sketch တွေအကုန်လုံးခိုးယူပြီးတော့သူ့ရဲ့စာအုပ်ပါဆိုပြီးတော့2089လောက်မှာသူထုတ်ခဲ့တယ်ပေါ့ကျွန်တော်2020လောက်ဖြစ်မယ်ထင်တယ်2020လောက်ကကျွန်တော်နဲ့ပွဲတစ်ခုမှာတွေ့တယ်ကျွန်တော်လည်းနှုတ်မဆက်တလို့မခေါ်ပါဘူးအဲကျွန်တော်ကိုရန်ကပဲသမီးကြီးဆိုပြီးတော့ခေါ်တော့အေပျောဆိုပြီးတော့ဘာလို့အလိုလုပ်လိုက်တာလဲလို့ သူ့ကိုလည်းအဲ့အရှိပိုင်းနေမှာဖုန်းနဲ့ဆက်တွေ့ခဲ့တယ်လုံးဝမကြိုက်ဘူးအဲ့တော့ဘာလို့လှုပ်လိုက်တာလဲဆိုတဲ့အချိန်မှာဘာလို့လှုပ်လဲတဲ့သူဘာမှမလှုပ်ထားတယ်လို့ပုံစံမျိုးနဲ့ပဲကိုယ်တုံ့ပြန်နေအဲ့တော့အဲ့ဒီအရာတွေကျွန်တော်ဘယ်လိုမှမခံစားနိုင်ဘူးပေါ့နော်အခုသူနောက်ထပ်စာအုပ်တောက်ထုတ်တော့မယ်လို့ကိုကတိတဲ့အတွက်သူဘယ်လို version နဲ့ပဲထုတ်မလဲသူ့ရဲ့ technique တွေနဲ့ပဲသူတွားမလားတော့မသိဘူးပေါ့နော်အဲ့တော့အဲ့တော့သူနောက်ထပ်စာအုပ်တောက်ထုတ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်တတိပေးတဲ့အနေနဲ့စတိတယ်လေးတင်လိုက်တဲ့တဘောပေါ့အဲ့တော့ အဲ့ဒါလေးကိုလည်းသူမခံမရနိုင်ဖြစ်ပြီးတော့ပြန်ပြီးတော့သူလည်းစိတ်တဲ့တစ်ခုတင်ထားပါတယ်ကျွန်တော်လည်း block လုပ်ထားတာဆိုတော့မကြည့်ပါဘူးစိတ်လည်းမွေစားတော့အမမေရေကကျွန်တော်တို့ဟိုပီတူလူလူရဲ့ဆက်နမူနာထားရမယ်သူလေဆက်နမူနာထားရမယ်သူတယောက်ဖြစ်ခဲ့တယ်ကိုယ်တိုင်လည်း attitude တွေ manner တွေတင်မင်းနေဆရာတယောက်ဖြစ်ရတာနဲ့ဒီ attitude တွေ manner တွေကိုမဆောင်ထိန်လို့ရှိရင် तू ဟာတော့တသက်လုံးလိပ်ပြာလုံးစွာနဲ့ တပည့်တွေကိုတင်ပြီးတော့သူသူ့စီမှာရှိလာတဲ့တပည့်တွေကိုဘယ်လိုတင်ကြားပြီးတော့ရှေ့ဆက်မလဲဆိုတာတော့တွေးမိပါတယ် coach တယောက်ဖြစ်နေပြီတကယ်အောင်မြင်တဲ့ coach တယောက်ဖြစ်နေပြီပေါ့ဒီ presentry ဘိုင်းမှာတော့သူ့ကိုတိတ်ပြီးတော့တတိမထားမိကြတော့ဘူးခုနောက်ဘိုင်းမှာတော့ဒီ attitude တွေမန်နာတွေကိုတင်ပေးနေတဲ့ coach တယောက်ဖြစ်နေတော့တချို့ကျတော့လေဟိုကျွန်တော် messenger ထိလာပြောကြရရှိတယ်ဟိုနာမည်ဖော်ပြလိုက်ပါလားနာမည်ပြောလိုက်ပါဆိုမပြောချင်ဘူးသူ့ကိုလည်း attention မပေးချင်ဘူး attention မပေးချင်တယ်လို့ကျွန်တော်လည်း attention လောက်တာမဟုတ်ဘူးသူကိုယ်တိုင်နောက်ထပ် စာအုပ်တော့ထုတ်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ရဲ့အရေးအသားတွေကျွန်တော်ရဲ့မူတွေထပ်ပြီးပါမှာဆိုလို့သူ့သတိပေးတဲ့အနေနဲ့စာအုပ်ထုတ်တဲ့ဟာမှာသတိရသေးချင်တာသူ့အဲ့တော့ကျွန်တော်သူ credit တောင်မရှိဘူးဒီစာအုပ်မှာဆရာဆရာနဲ့ဘလို့လေ့လာခဲ့တယ်တင်ကြားခဲ့တယ်ဆိုရင် credit တောင်မရှိဘဲနဲ့သူ့ရဲ့နာမည်ကိုပဲသူတုံးချလိုက်တယ်ဆိုတော့တော်တော်ခံစားရတာပေါ့နာမည်သုံးလုံးနဲ့ပါပဲနာမည်သုံးလုံးနဲ့အလှမယ်ဟောင်းဖြစ်ခဲ့တယ်မြန်မာနိုင်ငံရဲ့ပထမဆုံးကိုစားပြုအလှမယ်တွေရပဲဖြစ်တယ်ပေါ့ အနုပညာလမ်းကြောင်းပေါ်မှာတော့မရှိတော့ပေမဲ့ကျွန်တော်ဒီအနုပညာနဲ့သက်ဆိုင်တဲ့ဒီ coach လုပ်နေတယ်ပေါ့ဒီ coach တယောက်ဖြစ်နေတယ် coach တယောက်ဖြစ်တယ်ဒီအလှမယ်လောကနဲ့လည်းဆက်နွယ်နေတယ်ဆိုတော့ဒီ attitude တွေ manner တွေသင်ပေးနေတဲ့ coach တယောက်ဖြစ်နေတာပေါ့အမျိုးသမီးတယောက်ပါပဲအဲ့တော့ student မှာလည်းအများကြီးပြောပြပြီးဆိုတော့ဒီ interview လေးကနေသိစေချင်တာကတော့ဟိုဆရာတယောက်အနေနဲ့တပည့်တွေကိုပေးဆရာရှိတဲ့အရာတွေအကုန်လုံးပေးခဲ့တယ်လုပ်ပေးခဲ့တယ်သင်ပေးခဲ့တယ်အဲ့တော့ သူတို့ဟာသူတို့ဟာပြောတယ်ဆရာလို့တတ်မှတ်မှာပဲတဲ့သူတို့ကိုယ်တိုင်ဆရာလို့တတ်မှတ်မှာပဲဆရာဖြစ်မယ်တဲ့အဲကောမန့်နေမှာလည်းအဲ့ဒါလေးလာပြောကြရဲဆိုတော့လေအဲ့တော့ဆရာလို့မတတ်မှတ်ရင်တော့မှသူတို့ရဲ့ဆရာဖြစ်ခဲ့တယ်သူတို့တင်မိခဲ့တယ်တင်ဆရာမြင်ဆရာကြားဆရာထားဆရာဆိုတော့ဆရာဖြစ်ခဲ့ဆိုအမှန်တရားတသက်လုံးရှိနေမှာတသက်လုံးသိရှိနေမှာကိုလိပ်ပြတ်ကိုလုံဖို့လိုတာလေအဲ့တော့သူ့ကိုသိသိချင်တာကြတော့ဟိုဘဝတလျှောက်မှာဆက်ပြီးတော့ ဟို coaching လုပ်နေမယ် coach လုပ်နေမယ် mentor လုပ်ပေးနေမယ်ဆိုလို့ရှိရင်တော့နောက်ထပ်တာမျိုးမဖြစ်သေးခြင်းဘူးပေါ့ဟိုကျွန်တော်ကတော့ခိုးယူခံလိုက်ရတယ်တခြားနောက်ထပ်တူတွေလည်းအဲ့လိုထပ်မဖြစ်အောင်သတိထားရမယ်ပေါ့ကျွန်တော်ကိုယ်နဲ့ remind လုပ်မိပါတယ်ဘ누구မှအယုံကြည်မလွန်ဘူးပေးတင်းတလောက်ပဲပေးဖို့အယုံကြည်လွန်ပြီးပေးတင်းတာထပ်ပို့ပေးလိုက်မိလို့ရှိရင်ပို့ခံစားရမယ်ပို့နာကျင်ရမယ် ပိုဆုံးရှုံးရမယ်ဆိုရဟာကိုကိုကို remind လုပ်မိတဲ့တဘောအနေနဲ့ပဲတင်ကန်းစာယူရတာပေါ့သတိထားရတာပေါ့အဲ့နောက်ပိုင်းမှာတော့တော်တော်သတိထားပါပြီအဲ့တော့တော်တော်သတိထားပါပြီဆိုနောက်ဆုံးမှလည်းအိမ်မြင့်ချေမဟုတ်ပါလို့ကျွန်တော်ဟို PS အနေနဲ့ရေးလိုက်တယ် PS အိမ်မြင့်ချေမဟုတ်ပါဆိုအိမ်မြင့်ချေကိုတော်ပြီးတော့ comment နေမှာပြောကြတယ်အဲ့လိုလေသူကိုသူ့ကိုလည်း messenger ရေးထိလာဆဲဆရာကြီးလောက်ပါအောင်သမီးကိုလာဆေးနေကြပြီဆိုတော့အမပွဲမှာလည်းတွေ့ရောအေးသမီးနဲ့ဆရာနဲ့တဖုန်ရိုက်ပြီးတော့ mind လေးလေးတင်လိုက်ရအောင်ဆို တင်လိုက်တဲ့အချိန်ကျမှပဲသူလည်းတော်တော်အဆင်ပြေသွားတယ်မဟုတ်ရင်သူ့ကိုတော်တော်တိုက်ခိုက်နေကြတယ်သူ့ကိုထင်တာပြီးတော့သူကိုရန်ကလည်းဒီ pageantry မှာရှိနေတော့သူ့ကိုပဲအကုန်လုံးရိမ့်မိသွားသလိုဖြစ်သွားတာပေါ့နော်ယေရှုတမန်လေးဟုတ်ကဲ့